ရဲဘော်တို့ဟာခင်ဗျားကြိုချမ်းရအတိုင်းကျွန်တော်လေးခုနလေးကပြောသူပေါ့ဗျာခင်ဗျားကြိုကျွန်တော်တောင်းတယ်ဒါဗျာဗမာအာမီဗမာအာမီရောဗမာတတ်တော်ဒါပေါ့ဗျာကျွန်တော်ဗမာအာမီရဲ့ဒါစက်တေးပေါ့တထဲတော့အเจ้าဆရာတွေကဘယ်လိုလုပ်ဘယ်လိုနေပြကုန်လဲလုံလုံပေါ့အဲ့ဒါလေးတစ်ချက်ပြရေးကျွန်တော်ပြောမယ်ဗျာဟုတ်လားသူကကျွန်တော်ကျွန်တော်နေရတော့ဘိုးလုံးတွေကလည်းဒါပြောလိုက်ပြောတာရှိပါတယ်ဒါဝိုင်းကျွန်တော်တို့တစ်ချိန်တော့အเจ้าဆရာလုပ်ခဲ့တယ်ဆိုတာကျွန်တော်တို့ သာသမီလေးတွေကိုကျွန်တော်သင်ပြခဲ့တယ်။အခုလဲလမ်းမရောက်နေတဲ့ကျွန်တော်နိုင်ငံတော်ကြီးဖြစ်ပြီ။ကျွန်တော်တို့မဖြစ်မနေရောက်ဘူး။ရုပ်ကံတော့ပြန်နေသင်ချာတက်မှတ်ပြန်လေသင်ချာတက်မှတ်ဖို့ဆိုတော့ကျွန်တော်ဒီလိုမှဖက်လို့မရတယ်ဗျ။အဲ့တော့ဗမာတက်တော်မှာတာဝန်ထမ်းဆောင်ကြတော့ဟုတ်ကဲ့ဗျဟုတ်ကဲ့။ဒါတို့တာဝန်အစ်အစ်အဲအဲ့ဒါလေးတစ်ချက်လောက်မိတ်ဆက်။ဒီမြတ်တွေ ကျွန်တော်တွေ့ကြတာတော့ပြောပြလိုက်တော့တော်ကျွန်တော်ယာဘူးဆိုတဲ့ site ကိုကျွန်တော်တွေ့တယ်မတုံးချင်မတုံးချင်ပါကျွန်တော်တာဝန်လေးပေါ့တာဝန်တာဝန်တာဝန်လေးတစ်ခုပဲကျွန်တော်ပြောပြရသေးပေါ့ကြာနော်ကျွန်တော်လက်ရှိမှာတော့ဗမာတက်တော်ရဲ့ဒီကျွန်တော်ယူထားတဲ့တာဝန်ပေါ့ကျွန်တော်ယူထားတဲ့တာဝန်ကပါလို့ကျွန်တော်ပြောရေးဆိုမယ်နဲ့ကြာကြာရေးတာဝန်ဆိုမှရှိတော့တာဝန်ကျွန်တော်ထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကြားတယ်ဗျဒီအပိုင်းမှာတော့ဗမာတက်တော်ရဲ့ operation ကြီးပေါ့နော် operation ကြီးကတိုင်းပြည်လုံးကိုလှုပ်ခတ်သွားတဲ့အခြေအနေမျိုးကျွန်တော်တွေ့ရတယ် နော်ဟုတ်ကဲ့ဒါပေမဲ့ဒါလေးကိုမပြောခင်ပါဘူးဗျာဒါလေးကိုကျွန်တော်သိချင်တယ်မေးချင်တယ်ဒီလိုလေးသိသိတို့တော့ဒါလေးကိုမပြောခင်ပါဘူးဒီမှာတက်တော်ကဘလို့ပွဲစည်းလာတာဘလို့တွေဖြစ်လာတာလဲကျွန်တော်တို့ယုံကြည်ရကြည်ပြဝုံနေဖြစ်လာတော့ကျွန်တော်တို့လိုက်လိုက်လို့မမီဘူးဗျာကျွန်တော်တို့ကခြေတန်းလုံနေလေရှုပ်ဝက်လုံနေဟုတ်ကဲ့ဒါလေးကိုကြုံလို့ရသလောက်ပြောပြဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာတို့ကျွန်တော်လည်းအဲဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြန်ပြောပြချင်တာ ဒါကြောင့်မလို့လဲကျွန်တော်ကိုမြတ်ကျော်ကြီးကျွန်တော်တော့ဒီလိုလေးရှိတယ်ဆိုတော့ကျွန်တော်ဖိတ်သွားတာကျွန်တော်ဒီစာအုပ်တုံးကျွန်တော်ဒီ60နည်းကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဗမာတက်တော်ဖြစ်လာတယ်ဒီလိုပြောရမယ်ကျွန်တော်တို့ကလူရေတော်ပေါ်ကြီးကျွန်တော်တို့ပြည်ကြီးစတ်ဖြစ်ကြတာ2020ကျွန်တော်2020ကျွန်တော်9လပိုင်း17ရက်နေ့ကလေးဟုတ်ကျွန်တော်ကဘုရားကျောင်းကတက် ဘိုးကျိုးပြောင်းချလာဟုတ်ကဲ့ဘိုးကျိုးပြောင်းချရတယ်ဆရာဟုတ်ကဲ့ဆရာအဲ့ဒီမှာအဲ့ခင်မာတော့ကကျွန်တော်တက်တော်ဖြစ်နေသွားလို့ကတရားတရားဗျာဘာလို့လက်နဲ့အင်အားလုံးနေအားပျောက်ချဆင်းနေပဲကျွန်တော်တို့ကဝင်နေပြီးတော့လာတယ်ဒေတာဆိုင်ရာပျောက်ချပျောက်ချဖြစ်နေပဲကျွန်တော်တို့သွားခဲ့တယ်ပေါ့အဲအဲ့ဒီကနေကြလန်မှာပဲကျွန်တော်တို့ဆွေးမှုအားလေးကြီးကောင်းတယ်မြေပြင်ရဲ့လှုပ်ရှားမှုလေးတွေကိုပါကျွန်တော်တို့ကစူး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 နေကြမှာကျွန်တော်တို့ဒီချိန်မှာတော့တက်တော်ဖြစ်နေဆိုပြီးထိန်းတန်းကျွန်တော်ပြလိုက်တဲ့အချိန်2020ကอืม ตลาดไปอืมเจ๋งดิอืมมาตะเปี้ยขึ้นไปไปไปเยอะเลยตะตอยุคูโยฉีตันหลုံๆเนี่ยดีสอดท่าได้โอเคมะเลดาไม่มะเลดาสรุปไอ้ซิสซีนี้กูตรงติคุณติจินได้ครับโอเคเอาดิตะหญ่องล่ะဟုတ်ကဲ့ဟုတ်ကဲ့နော်ဆလင်းမျိုးနဲ့တညောင်ဟုတ်ကဲ့တညောင်ဒါအပိစက်ယုံကိုဖြုံချပေါက်ခွဲတိုက်ခိုက်လိုက်တယ်ဆိုတော့ဒင်းတက်လာတယ်ဟုတ်ကဲ့ဒင်းတက်လာတော့ဟိုတညောင်ရဲ့အရေးပါဖို့ကဘာလဲ သတင်းတွေမှာတော့ဗျာဒီကပ္ပစာတွေကိုတအားပေးတယ်လို့ပြောကျွန်တော်ရှားတယ်အဲ့ဒီမြေပြင်အခြေအနေလေးပေါ့ဒီဒီပြော geopolitics ပေါ့ဗျာဟုတ်ကဲ့ဒေတာနိုင်ငံဒေတာပုံစံလေးကိုဟုတ်ကဲ့ဘယ်လောက်အရေးပါတာလဲဘာကြောင့်ဒါကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာလဲဗျာတို့ပြတ်ဟုတ်ကဲ့ခင်ဗျာပြောလို့ရပါတယ်ကျွန်တော်ပါသူတို့လည်းဆိုတော့ဒိဋ္ဌာကျွန်တော်လည်းပြောချင်တယ်ဗျမေးခွန်းပါတော့တော့ခင်ဗျာကျော်မေးခွန်းကိုကျွန်တော်ပြင်နေပါတယ်ပါသူတို့လည်းဆိုတော့ကျွန်တော်တို့မှာဒီတချို့တော့သူတွေကပြည်သူတော်များများပေါ့သူတို့လိုသူတို့လိုလေ ကိုယ်နယ်ထဲမှာမဟုတ်တဲ့ပြည်သူတွေပေါ့နော်အဲတခြားသူတွေကဒုလို့ဒုလို့တွေရှိတယ်။ဟာလက်စီယုံကြီးကိုမင်းတို့ကြုံခွင့်လိုက်တော့ပြည်သူတွေမှောင်ပါပေါ့။အဲလူတွေတချို့ကြတယ်ခင်ဗျာခင်ဗျာတကယ်တကယ်တော့ဗျာဒီလက်စီပင်မတရားခွဲစက်ယုံတာကျွန်တော်မကွေးတိုင်းစလင်းမြို့နယ်တညောင်မှာရှိတယ်ပင်မတရားခွဲစက်ယုံပေါ့နော်အဲစက်ယုံကတကယ်တကယ်သူ့ရဲ့လှုပ်ဆောင်ချက်တရားဟုတ်ကပ္ပစာ20စေရုပ်ပြာဩကျွန်တော်တို့ဒေချောင်းညံကာကွယ်ရေးပစ္စည်းတွေထုတ်ထုတ် ဟာဟာဒီစက်ရုံကပါစာစက်ရုံပေါ့အဲ့စက်ရုံကိုတန်အပေးတယ်တပေးမှပြီးတော့နောက်တစ်ခါနံပါတ်2ကကပါစာ21ဟွန်းကပါစာ21ဆိုတာကကျွန်တော်တို့ဒီဟောစီရုဒီဒီမှာပေါ့နော်ဒီစိတ်ထူနေတဲ့မှာရှိတယ်စလင်းနဲ့စိတ်ပြီးရယ်နေဆက်ကလေးမှာပေါ့ဗျာအဲ့အဲ့နေဆက်ထဲမှာရှိတယ်သူကကျတော့အတိကပြီးသူတို့နောက်ရှိပြီးတယ်ပြီးသူတို့ရဲ့ဆက်ဆက်ကိုပဲကျွန်တော်တို့ဒီကြောင်းကနေပြီးတိုက်ခိုက်တယ် ဘယ်ဘုံနေထုတ်တာကြာ။အော်ပေါင်တရားနေပြီပေါင်တစ်ထောင်ထိထုတ်တယ်နှစ်ပြီနော်။ပေါင်ထောင်နေပေါင်ထောင်ကြီးထုတ်တဲ့အချိန်မှာကြာတော့ကျွန်တော်တို့အဲ့ဒီဆက်ယူအဲ့ကပ္ပစာဆက်ယူသူကပင်မတက်အာဒီဆက်နေတဲ့ဆီချိုချင်းကသူကဖြစ်တယ်။နောက်တစ်ခုကကပ္ပစာဆက်တာဆက်တာဆိုတာကကျွန်တော်တို့ဟောပါဗောဗျာဒီဟိုစောနယ်စောစောနယ်စောရောအဲရောဗောရောစောနယ်ဗောအဲစောနယ်ထဲမှာရှိရဲ့ကျွန်တော်တို့ဒီ လက်နဲ့ထုတ်တဲ့သူက25ပေါ့အဆက်50ရောက်တယ်လက်နဲ့ပါလက်နဲ့ငယ်တွေထုတ်တာပေါ့ဗျာ MA1 လို့ MA2 လို့ MA4 လို့အဲ့ဒါ MA3 လို့အဲ့ဒါတွေထုတ်တာပေါ့ဟုတ်ဆိုတော့ကျွန်တော်တို့ကဒီလောင်းရှိကပါစား25ရဲ့သူတို့တရား20ရဲ့ကျွန်တော်တို့စိတ်တူ27ရဲ့ဟုတ်အဲ့ဒီဘုရားအပြင်ပါပါစိတ်တူမှာရှိတယ်အမကူဒီကြောင်းရံတက်သွားရှိတယ်ကြာ။အော်အော်အမကူဒီကြောင်းရံတက်ဟုတ်တယ်။အဲ့ဒီတက်ကောစုစုပေါင်း၄၄နေရာပေါ့။၄နေရာကိုအဲ့ဒီမှာတာဝယ်စိတ်ပါ။အ တော့တိုင်နေပြီလက်စစ်ပေးနေတာလက်စစ်ပေးနေတဲ့တက်သီကျော်ကြီးပေါ့လေပြည်သူလူထုကိုပေးတဲ့ဆက်ရောမဟုတ်ဘူးလားပြည်သူလူထုကိုပေးတယ်ဆိုတာရွာနီး60မှာရှိတယ်တညောင်လိုရွာမျိုးတည်တည်လေးပေးတယ်စင်ပြူချိုးဆိုတဲ့မျိုးကလည်းကျွန်တော်တို့တည်တည်လေးပါလို့အဲဒီလိုမျိုးလေးတွေပေးတယ်အကယ်၍သာဒီဆက်ရုံเนี่ยမပေးနိုင်ရင်လည်းကျွန်တော်ငကိုကနဲ့ဥပါမျိုးမျိုးပေးခဲ့တာကဘယ်ကြမှာပေးလဲဆိုတော့ထထောင်း20ကျွန်တော်တို့2000အဲ2000 2019ပေါ့နော်2019မှာစီယူမျိုးစပြီးခဲ့ကြ ဒီစိတ်ရောနေပြီအခုဒီကာလမှာတော့မဟုတ်ပေးတယ်မိရလာတာမဟုတ်မိရမလာပါဘူးမိရပုံမှန်ပဲလေဖြတ်လိုက်တာပုံမှန်လေဖြတ်လိုက်တာကျွန်တော်တို့ကဒီပြောချင်တာဆိုလဲကြိုလေဒါကုနဲ့ကြော်လဲသဘောပေါက်ပါတယ်မြန်မာပြည်မြန်မာပြည်မှာရှိနေတဲ့တရားစစ်တွေရဲ့အနေထားကလေဤသူလူလူအတွက်ကိုအကျိုးဖြစ်ခြင်းမဖြစ်ခြင်းကအဓိကဒီစိတ်ရောကြီးပိုးပြီးဆိုဤသူလူလူအတွက်ရှိခြင်းနဲ့မရှိခြင်းဒီကာလမှာကမရှိခြင်းကပိုကောင်းတယ်ဗျမရှိနေရင်ပြည်သူရဲ့အသက်တွေကိုကဲသလိုပဲကဲသလိုပဲရှိနေမိရမိန်မိန်နဲ့မိသားကတလောက်ကို လည်းရောက်ကြရတယ်ဆိုတော့ဟုတ်တယ်ဟုတ်တယ်မရှိချင်းကပူကောင်းတယ်မရှိချင်းကပူကောင်းတယ်ဆိုတော့ဖြတ်ချလိုက်တယ်ဟုတ်ဖြတ်ချလိုက်တိုက်ချလိုက်တယ်တိုက်ချလိုက်တယ်ဟုတ်တယ်အဲ့တော့အဲ့လိုမျိုးဟုတ်ပြီတိုက်ချတဲ့အချိန်မှာကျွန်တော်စစ်စီတချို့ဗီဒီယိုဖိုင်လေးတွေတွေ့ရတယ်မပြန့်ကျဲနေကြဟုတ်စနစ်တကျလည်းစိတ်မတွေ့ရဘူးဟိုနေရာတစတိပြန်တစအဲ့တော့ဒီအချိန်မှာလည်းတက်ရင်းလိုက်ရှိတယ်ပဲကျွန်တော်ကြားတယ်30ပြည်တယ်လို့ကြားတယ်ဆိုတော့ကျွန်တော်ဗမာတက်တော်နေလို့ဘယ်လိုစနစ်ပြထိုးဖောက်ဝင်ရောက်စစ်စင်ခဲ့ သူတို့ကဟိုဒါအပိတ်ဆက်ရုံဆိုတဲ့တက်ရှိကိုမီးချိုးလိုက်တာပြက်ခဲ့တာတပါးဟုတ်ကဲ့ဒီတိုင်ရင်းစောက်ရှောက်ထားတယ်တိုင်ရင်းနေတိုက်ထိုင်ထားတယ်စက်ရုံလေးကိုဝင်ရောက်တိုက်ခိုက်ရတယ်အခြေအနေဆိုတာကတော့မလို့ဘူးကွာဟုတ်ကဲ့ဘလို့မျိုးစနစ်တရားအစ်စင်နဲ့ဘလို့အမေပေးကိုပေးမှုတွေနဲ့ဘလို့ပြွားမျိုးတွေနဲ့ဒီ operation ကိုလုပ်ခဲ့တယ်တောလို့ရသလောက်ဒီနော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါနဲ့ကြည့်ကျွန်တော်တို့ကပုံမှန်အချင်းရေကွာအချင်းကြည့်မယ်ဆိုလို့ဆိုတော့ပြမတရားခွဲစက်ရုံကိုပြင်တာဘာတက်ကြည့်လို့တော့ပြောပြလို့တို့သလားလို့ဒီရက်တော့များများထင်ကြပါလိမ့်မယ် တို့တော့ညာလေဒီသင်မတရားကွယ်ဆက်ရုံကသူတို့အတွက်ဘလောက်ရေးပါတယ်လဲသူတို့အတွက်တောက်တိုင်ဘလောက်ကြီးကြီးမားမားဖြစ်တယ်လဲဆိုတာဒီကတည်းကစဉ်းစားစဉ်းစားကြည့်ပြီးတော့ဒီထဲထဲမှာဒီသင်မကွယ်သင်မလျှက်စစ်တရားကွယ်ဆက်ရုံထဲမှာတန်ရင်းတစ်ခုလို့သူတို့စောင့်ဟလာတန်ရင်းတန်ရင်းစားတန်ရင်းပြင်းရင်းစားဩတနေ့ကြီးရစားကုန်ပြီဩသူတို့ကျွန်တော်တို့ကရုပ်တာကိုတစ်ချက်ခုနဲ့ချက်ပြပေါ့ဟုတ်ဟုတ်ဘဲတလုံးနဲ့နဲ့ငါးကောင်လောက်ကြာကျင်တာပေါ့ကျွန်တော်တို့ကရုပ်တာလို့ချက်လုတ်လိုက်ချင်အပြင်ဘဲတလုံးနဲ့နဲ့ငါးကောင်လောက်ကျွန်တော်တို့ကကြာဘာဖြစ်လို့လို့ဆိုတော့ ခုနလည်းပြီးပြီးထားတဲ့တရားစစ်တိုင်းတွေကပြီးထားတာစေုံတရုပ်နောက်ဒီထဲမှာကျွန်တော်တို့စောင့်နေရအစောင့်တက်သားတွေကျွန်တော်တို့ခဏအဲ့တော့ငါးငါးချက်အချက်ငါးချက်ကိုကျွန်တော်တို့ကယူစာတစ်ခုနဲ့အချက်ငါးချက်ဟုတ်ပါရဲ့ဒီလိုပြရတာကဲတလုံးနဲ့ကဲတလုံးနဲ့ညက်ငါးကောင်ပြလိုက်တာငါကောင်ပြလိုက်တာဒါဒါဒါဉာဏ်ပညာနဲ့တောက်ရတာဉာဏ်ပညာနဲ့တိုက်တဲ့တိုက်ပွဲဟုတ်ကဲ့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 အဲ့တော့စစ်စင်တာကြီးစစ်တပ်တာကြီးကြာဆုံးမှုတွေဒဏ်ရာရမှုတွေသူတို့ဘက်ကဘယ်လောက်တည်ပြီးတော့ ဘလောက်မဆီကြိုက်ဘလောက်မုံဆိုးမှဖြစ်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေကရောဘလောက်မြင့်မြတ်စွာထိကြိုက်တယ်အဲအဲ့ဒါလေးတစ်ချက်တော့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပေါ့နော်ကျွန်တော်ဒီဒီစာမျက်နှာအနေနဲ့ကျွန်တော်ပြဆိုစာမျက်နှာလေးကျွန်တော်ရေးထားတာရှိပါဆောက်ထုတ်ပေါ့ကျောက်တော့ပါရှိပါအတူတူများလည်းတချို့စာလေးတွေကြတော့လေဟိုအသေးစိတ်ကြီးလေးလူစိတ်ကျွန်တော်ထုတ်ထားရှိနော် အခုပြောခွင့်ရတဲ့အချိန်မှာကိုမြတ်ကျော်နဲ့လက်တွေ့တဲ့ဒီလိုမှကျွန်တော်ပြောပြလေးတွေရှိရောပေါ့ဒီမရှင်ကြီးကိုကျွန်တော်တို့ပို့တယ်ဒီကမရှင်မဟုတ်တော့ကျွန်တော် operation ဖြစ်သွားတာပေါ့ဘာလို့ကျွန်တော်တို့တိုင်းမခွေးတိုင်းထဲမှာဆိုလို့ရှိရင်လေဒီမရှင်ကတော်တော်ထိရောက်တဲ့မရှင်ဖြစ်ရပါတယ်ကျွန်တော်ကလည်းကျွန်တော်စာကြည့်လို့ရတယ်ဟိုကျွန်တော်ကြည့်လိုက်မှာမရှင်သေးသေးလေးတွေကတော့ကျွန်တော်တို့လည်းနာကနာလို့ပြောလို့ပေါ့နော်အဲအတင်းတင်းပြန်လို့ကျွန်တော်လုပ်ကြတာရှိပါဒါပေမဲ့လည်းကျွန်တော်ခုမရှင်မရှင်အဆင်မို့တော့ကျွန်တော်အပူရှင်ဆင်ဖြစ်တာ ီပလန်ကိုဒီပြီးပါကိုကျွန်တော်စာပြစ်တော့ကြတာ။ဟင်းလေးလာတော့ကြာ။လေးလာတော့ကြာရဲ့ခလာကျွန်တော်ခက်ခဲမှမြောင်များစွာ။ကြာဒီနည်းခက်ခဲရှိတယ်။လက်နဲ့ခဲရခက်ခဲရှိတယ်။နောက်ပြီးတော့ဒီကြားထဲမှာမှဒီဥစ္စာလုပ်လိုက်ရင်ဒီဒီဒီကိုပဋိပတ်အောင်ကျွန်တော်တို့လုပ်လို့ရမယ်။နံပါတ်၁တည်ပြီးသားပြီးကျွန်တော်ဒီဒီဒီကိုပဋိပတ်ချင်တယ်။နံပါတ်၂တည်ကျွန်တော်တို့ရဲပေါ်တယ်။နံပါတ်၃ကြားမှာကျွန်တော်ဒီ office အားကျွန်တော်အဲ့လိုမျိုးပဲဆက်ဆက် scout တွေကောင်းကောင်းယူရတယ်။အ scout ယူရဒီနေ့ scout ဒီမနက်က scout နဲ့ပြန်ချိန်ကြည့်တယ်။အဒီလိုပေါ့ဒီလာတဲ့ scout နဲ့လည်းနောက်လာတဲ့ scout ကိုပေါ့။အဲ့လိုမျိုးတွေကျွန်တော်ကျင်းနေထောက်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 တက်စစ်စစ်စားတက်စစ်တိုင်းတစ်ခွဲတော့အဲ့လိုမျိုးထောက်ပြရမှာ။ကျွန်တော်တို့ကရုပ်စာကိုကျွန်တော်တို့လုပ်ဖို့အခြေခံပြီးကျွန်တော်လည်းဟိုလက်မဲ့ညာလေးတွေလည်းဟိုစင်ကြည့်လို့ဒီနေ့မှရှိတဲ့တက်ပေါင်းရဲဘော်တွေလည်းညွတ်နေ။အင်းကျွန်တော်တို့ဘလို့လုံးလို့အကောင်းဆုံးအခြေကိုကျွန်တော်ရွေးချယ်တယ်။ Facebook ပေါ်မှာလို့တော့ညာမဖြစ်နေဘူး။ ကျွန်တော်တို့ကမြေပြင်မှာညွတ်နေတယ်မြေပြင်မှာအဲညွတ်တယ်ကျွန်တော်ကကျွန်တော်နယ်မှာရှိတယ်မြေပြင်မှာရှိတယ်ရဲဘော်တွေတက်ဖွဲ့တက်ဖွဲ့ကြတက်ဖွဲ့တက်ဖွဲ့ညဖျောင်းရေးဘယ်နေရာမှာတို့မရှင်ကမယ်မင်းတို့ဖွဲ့ဝလိုက်ကကျွန်တော်ဆင်းနေမယ်မြေပြင်မှာညီပြီးတာမြေပြင်ညီပြီးတာ Facebook ပေါ်မှာရခဲ့တာ Facebook ပေါ်မှာလည်းညီဖြစ်နေရတယ်တွေ့နေရတယ်ဗောစိတ်တက်မကြတယ်အာမငယ်နေ Facebook ပေါ်ကဥသာတွေတိတ်ပြီးတော့မယုံနဲ့မြေပြင်မှာညီတယ်တို့မြေပြင်ကရဲဘော်တွေပြောနေကြတယ်အဲဒါဆိုဆက်ပါအောင်ဆက်ပါကျွန်တော်ကဒီမြေပြင်မှာခုနညင်းဆိုတဲ့ဥသာတွေပေါ့နော်အဲဒ သမိုလ်ကြီးအောက်မှာသွားတဲ့တပ်ဝင်တပ်ဖွဲ့တွေရှိတယ်။ local အဖြစ်နဲ့သွားတဲ့တိုင်းရင်းတပ်ဖွဲ့တွေရှိတယ်။သို့တော်ညာလေတကယ်ရှိတဲ့မှာတိုက်ကြခြင်းဟေဆိုလို့ပြန် local ရော MOD အောက်မှာသွားတဲ့ဖွဲ့တွေရောကျွန်တော်တို့မကွေးတိုက်ဒီလိုကြိုင်တယ်မှာရှိနေတယ်။ဒေါ်ဆန်းညွန့်နယ်တော်မှာရှိနေတဲ့တိုင်းရင်းတပ်ဖွဲ့တွေအလုံးစုံမှကိုအကုန်ရဲပေါ်ပဲအကုန်ကမေးသမားပဲအခုဆိုရင်ကျွန်တော်တို့ဒီမရှင်ကိုကျွန်တော်တို့ကလိုက်တာကျွန်တော်တို့ပကွေးတိုင်းနေရတယ်ဟောကျွန်တော်ဒီမင်းမှုဖြိုင်နေရတယ်မဟုတ်ဟွန်းကျွန်တော်အချမ်းအချမ်းတိုင်ရင်းနေပါချမ်းနေရတိုင်ရင်းနေပါဘယ်လောက်ကောင်လို့ပေါက်တောင်ပန်းအဖွဲ့ကြီးလို့ လားတခုကူကဖွင့်ကျွန်တော်ပြောချင်တာကတော့ဒီလိုပေါ့ဟို MOD တဲ့ MBE ဒါလားအဲ့ဒါဖယ်တာဖယ်တာဟုတ်ပြီဒီမှာအလုံးတော်လိုင်းကြီးတပါးဒီမှာခွေးမောင်းနဲ့ခွေးမောင်းနဲ့အဖွဲရတက်တက်ကြွားကြောက်ကိုမောင်းတယ်ညီညွတ်ညွတ်ကိုမောင်းတယ်ကျွန်တော်တို့ပဲအဲ့ဒါကြီးတွေနဲ့လည်းပြက်ခတ်တိုက်ခိုက်ကြတယ်အဲ့ဒီရောမောင်းမြန်နေနေတက်ကပတက်ကတက်ခိုက်တယ်ဆိုရစ်ခွေး30လောက်ပဲဒီကြာဟုတ်ဟုတ်တယ်ဗျာဟုတ်တယ်ဗျာအကြရှိနေဦးနဲ့ဟော နောက်ပါစစ်ကူ30လောက်ပုံစံမှတွေဖြစ်ကုန်ဒါတော့300တိုင်ပေါ့ကျွန်တော်အဲ့ဒါပြောနေကြောင်းပေါ့နော်ရေဘော်တရားရေဘော်ကြတော့ပြောလို့မသိတော့လို့ပါ sorry ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပြီဒါဆိုရင်အဲကျွန်တော်နည်းနည်းလေးဒါဆမ်ဝေးစစ်တယ်ပြီဟုတ်ကဲ့ဒါတော်လေးပြည်သူကခမရကျော်ခမရကျော်ကလည်းကျွန်တော်ဟိုပါပေါ့မေခွန်းနေတော့တိတ်မတက်နဲ့ပေါ့ဆိုတော့ဗမာတက်တော်ကစစ်ပုံတကြတိဆောက်ထားရဲ့လားဆိုတော့ကျွန်တော်သိခွင့်ရှိတယ် အာတိခွင့်ရှိတာပေါ့ကြာကျွန်တော်တို့ကလည်းဒါကိုအဓိကပေါ့နော်အာကျွန်တော်တတ်တော်တစ်ခုမှာစစ်တပ်တစ်ခုစစ်ပုံကြမှာဟင်းစစ်စစ်နဲ့ကြမှာဟုတ်တယ်တသွေးတတန်နဲ့လည်းဖြစ်နေပါဟုတ်အထက်အောက်အမေစစ်စစ်နဲ့နာကုန်းဖို့လည်းကောင်းပါစီယိုစီပေါ့နော်စီယိုစီပေါ့ညာရီပြောနေတဲ့စီယိုစီစီယိုစီကတကယ်ဖြစ်ပြီစီယိုစီကြိုက်ဟင်းဒီတစ်ဖက်ကလည်းဒုနဲ့ဒင်နဲ့အခိုင်အမာတိဆောက်လာခဲ့တဲ့ကျွန်တော်စစ်မိတ်ဆာအင်းအဲ့စစ်မိတ်ဆာကိုကျွန်တော်ကပြန်တိုက်ဖို့ကျွန်တော်လည်းစစ်ပုံကြဖို့ ကျွန်တော်စစ်ပုံကြခြင်းအထက်အောင်စစ်ဆင်းမှုလာခံမှုအားကောင်းမှုဆိုရယ်ဒီတက်တွင်းထဲမှာလည်းတချို့ဒီသားစုကြီးဘာရေးဆိုတာလဲဘူဘီဆန်ဆန်တို့ဆက်ဆံရတာပေါ့ဗျာဘာကြောင့်ဒီစကားပြောရတာလဲဆိုတော့ကျွန်တော်တို့တက်တည်ပြည်သူတွေတဲ့ကနေပြန်ပြီးအရက်သားတွေပဲတော်လိုင်းတော်လိုင်းသမားတွေခဲပေါ်တွေတော်လိုင်းခဲပေါ်အရက်သားတွေပဲဖြစ်တယ်ဆိုတဲ့အချိန်မှာတော့စစ်တပ်နဲ့ပဏာမစားတွေပေါ့ဗျာပဏာမကြတွေမြင်တော့အဲ့တော့အဝင်ဝင်ကြဖြစ်ဖို့အတွက်ဒီစောက်နေတာဒီစောက်ရတာဒီစောက်တဲ့ကာလာကြီးကလည်းအချိန်ခိုက်တင်တော့လို့ကျွန်တော်ကြည့်နေတာနော် နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီကြည့်ကြည့်ကြည့်လောက်တယ်ဆိုတော့ဒီကြည့်ကိုတောက်တဲ့ဖြစ်ပေါ်တော့မလဲရပြောက်ပြတော့အမေပေးကုကဲမှုပုံစံကရောအဆင်ပြေလားအခုချိန်မှာကျွန်တော်တို့ကတော့ဟိုအဆင်ပြေလားဆိုတော့ကျွန်တော်တို့တို့ကျန်တဲ့အတိုင်းတာလို့ကျွန်တော်တို့ကောင်းကောင်းထိုင်နေတာစူးစားစူးစားနောက်ထပ်လည်းဒီချက်ပို့ပြီးစမတ်ကြတဲ့ဖြစ်တဲ့ဒီအာမီကြောင်ပေါ့နော်စူးစားစူးစားတယ်ပေါ့အဲ့တော့အဲ့အမေပေးကုကဲမှုဆိုတာလဲကျွန်တော်ကျွန်တော်တို့အရင်ကပြောခဲ့တယ် ်နော်ဟုတ်ကဲ့ငါတို့ကကင်မရာနဲ့စိမ်းတော့ interviewing သကလုံးတွေပထမမပေးပုကဲမှုဆိုတာလဲပေးရတဲ့အမိန့်ကိုနာခံဖို့ဆိုတာအမိန့်ပေးသူရဲ့အဲဘောနော်တရားမျှတအမိန့်ဖြစ်ဖို့လိုတယ်လိုတာပေါ့ဟုတ်ကဲ့အဲအမိန့်ကိုလည်းတောင်းရင်ခံဖို့လိုတယ်ဆိုတာကြီးရှိတယ်ဗျဟုတ်ကဲ့အဲ့တော့တပ်သားတွေကပေးတဲ့အမိန့်ကိုနာခံမင်းတို့အမိန့်ကိုဖောက်တာနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဖတ်ရှင်းတယ်လို့ဖြစ်သွားပါဟုတ်ကဲ့အဲ့တော့ပေးတဲ့အမိန့်ကိုနာခံဖို့ကအမိန့်ပေးရသူကလည်းတရားမျှတတဲ့အမိန့်ဖြစ်ဖို့ကြားရတယ်ကြားတယ်ဟုတ်ကဲ့နော်အဲ့ဒီအမိန့်ကိုတောင်းရင်ခံနိုင်ဖို့လိုတယ် ဟုတ်ကဲ့အဲ့ဒါဒါမျိုးတွေရှိတယ်ပေါ့ဗျာဒါတော့မြေပြားရေပုံတွေပုံသိပါတယ်ကျွန်တော်ကဘယ်လိုတော့မဟုတ်ဘူးเนาะဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဟုတ်ပြီအဲစစ်ပုံကြလေဒီစောက်ပုံကြိုးစားနေတယ်ဘာလို့စစ်ပုံကြလဲလို့ကျွန်တော်ကမေးရင်တော်တော်များများတော့ကျွန်တော်တို့အခြေအနေတွေကိုကြည့်ရတာစစ်ပုံမကြားမှုဒီ COC အမေပြေကုတ်ကဲမှုပုံစံအားနေတာလေတကယ်တိုက်ပွဲကြီးဒီမှာတက်နေတာကြားရလို့ရှိတယ်အများကြီးရှိတာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အဲဒီရပ်ပိုင်းဆိုရင်တကယ်ကို ဒီလူလူကအဲနှစ်ထောင်းအားရဖြစ်เสียကလေးညားကြီးရှိတယ်။ဖလန်းမျိုးဒိတ်တိုက်ပွဲဟုတ်ကဲ့အောင်ပါပြီ။ဟုတ်ကဲ့ခုနကပြောတဲ့ဒီနောက်ဆုံး indoor indoor ဟုတ်ကဲ့အခုအဲ့ဒီအရှိမှဆိုကျွန်တော်တို့ဗမာတက်တော်ရဲ့ဟုတ်ကဲ့ကပ္ပစရီကိုအထူးပြမှတ်တာတွေ့ကြောပေါ့တက်တွေ့ကြောပေါ့ကပ္ပစရီရဲ့အသက်တွေ့ကြောပေါ့အထူးပြမှတ်တာဟုတ်ကဲ့တိုက်ခိုက်တဲ့တိုက်ခိုက်ပြီးတော့ဒီအပိုင်းမှာတော့ရေငလျင်ဘေးနဲ့ကဘာမြေကြီးကဖက်စစ်တပ်ကိုကင်လှုပ်မောင်းချနေတဲ့အချိန်ဖြစ်တယ်။တစ်ဖက်မှာတော်လိုင်းကြီးတပ်တွေရဲ့မစုံမနစ်နဲ့ ဇွဲနဲ့ကြိုးစားမှုရဲ့ရလဒ်တွေနှစ်ခုပေါင်းဆက်တဲ့အခြေအနေမျိုးတွေပြောလို့ရတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်ဆုံးနေတဲ့ဗီဒီယိုရှင်းသွားပါမယ်ဘာမတက်တော်ဆိုရယ် BA ပေါ့ဘာမအာပေါ့ဟောအန်ကတက်တော် EE ဟုတ်ကဲ့ဘာမတက်တော်ဘာ BA BA ဟုတ်ကဲ့အဲ့တော့ BBL လေးဟဲ့နော် BNR တွေဟာဆိုတော့တက်တွေကတော့စနစ်တကျစုဖွဲ့မှုရှိတာအဲ့တော့ရဲဘော်ထွန်းတို့ရဲ့ဘာမတက်တော်အနေနဲ့ကရောစီရေးနိုင်ငံရေးရီမန်းချက်တွေ ဲ့ဖက်ဒရယ်ဆိုတာပြီးဘာတွေပေါ့ဗျာအဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့ပြောလို့ရတော့လိုတိုရှင်းလေးချုပ်ပြောပြပါဟာပြောလို့ရပါတယ်အဲ့ဒါဘာလို့ကျွန်တော်လဲဒီဥစ္စာကဟိုတက်တော်ဖွဲ့ပြီးတော့ဟောကျွန်တော်တို့ခဏဦးစီရေးစလုပ်ပြီးတော့တော်နိုင်ရင်းနဲ့ရောပါလာတယ်ခေါင်းနိုင်ငံကြီးနိုင်ငံကြီးဘာဖြစ်တက်တော်ပြီးဘာကြောင့်ဖြစ်လာလဲဆိုတော့ဒီခိုင်းတက်တော်မှာပြီးတာရှိတာอืมเนาะကျွန်တော်တို့ဒီ ဟိုဟာကင်ဟိုကင် kitchen မှာဆိုရင် KIA ရှိပါတယ်။ကင်မှာဆိုရင် KIA မှာဆိုလဲ KNU ရှိပါတယ်။နောက်အခြားခြားသောဟိုပြည်နယ်တွေပြည်နယ်တွေမှာလည်းသူ့တပ်ဖွဲ့တွေနဲ့ချင်းဆိုလဲချင်းပေါ့နော်။နဲ့ကင်ချင်းဆိုလဲချင်းဥပဒေဖလန်တိုက်ပွဲတွေပါဆိုချင်းတွေပေါ့။ SCP တွေဖြစ်တာ။အဲ့လိုမျိုးတွေပေါ့။ဒါပေမဲ့ကျွန်တော်တို့ကမှကိုစားပြုတ်ကိုစားပြုတ်တက်တော့မှတက်တော့ဆိုတာမရှိသေးဘူး။ဆိုတဲ့အချိန်မှာကြတော့ကျွန်တော်တို့ဒီဟာမင်းတို့ကဗမာတက်တယ်ဗမာတက်တော့မင်းတို့ဗမာလူမျိုးစုတစုပဲ မင်းတို့ကကိုးစားပြုရလားမဟုတ်ဘူးပြကျွန်တော်တို့မြန်မာပြည်ကျွန်တော်တို့ကမြန်မာပြည်ဆိုတာနောက်ပိုင်းမှာဖြစ်လာတာတကယ်တကယ်ဗမာပြည်ကကျွန်တော်ဗမာတပြည်လုံးကိုတန်သားတွေနဲ့ပူပေါင်းကျွန်တော်တို့ကဗမာတပြည်လုံးကိုကိုးစားပြုခြင်းတက်တယ်ဒါကျွန်တော် Facebook မှာကြားကြားနေရတဲ့အခါကျွန်တော်ပြားပြတ်ပြီ ကျန်တာလေးမပြောခင်ဗျားတို့ဗမာတွေညီအောင်လုပ်အောင်ဆိုတာကိုရှိတယ်ဟုတ်တယ်ဟုတ်တယ်ခင်ဗျားတို့ဗမာ83ဦးပဲယာကိုင်လုံးလုံးရှိတယ်လူတွေရှိတယ်မညီပဲနဲ့အခြားတိုင်းသားတွေကိုကူညီဖို့မဖြစ်နိုင်ဘူးဆိုတဲ့သကားကြားတယ်အဲ့ဒီပေါ်ဘယ်လိုမျိုးလဲကျွန်တော်တို့အဲ့ဒါကိုတော့ဟိုစူးစမ်းရမှာပေါ့ညီညွတ်စူးစမ်းအောင်စူးစမ်းကြရမယ်ကျွန်တော်အခုလိုမျိုးတွေအာဤသူရောတကယ်ကျွန်တော်တို့ဗမာလူမျိုးစုရောတကယ်ကာကွယ်နိုင်လားကာကွယ်နိုင်ရဲ့လားကိုစားပြုတ်နိုင်လားတကယ်ကာကွယ်နိုင်လောက်တဲ့ကိုစားပြုတ်နိုင်လောက်တဲ့ ဟိုလှုပ်ဆောင်ချက်ကိုရှိရလားဆိုတာဒါတွေကိုပဲအတိအကအဖြေကြပါပါအလုတ်ကစကားပြောပါလားပြောပါလေဒီနေ့တော့ဒီတော့ပါပဲနောက်ရက်ဒီချက်ပြီးတော့အကူထွန်းနဲ့ဟောအကူထွန်းဆိုတာဒါသူကရဲဘော်ထွန်းဟိုကအရကတက်တော့အကူထွန်းအဲဒါဘုချုပ်ထွန်းမြတ်တာဟုတ်ကဲ့ဆိုကဲရဲဘော်ထွန်းကျေးဇူးပါဟုတ်ကဲ့ဗျာဒီသူလူတို့ကိုနောက်ဆုံးပါပြောခြင်းပြောပြဟုတ်ကဲ့အာကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ဒီမပါမအာကျွန်တော်ဒီသူစံပြီး တဲ့ဒီလက်ရှိဖြစ်ပေါ်နေတဲ့တော်လန်ကြီးပေါ်တော်လန်ကြီးပေါ်မှာဘူဖေးဆံမီဆံမီဒီပြရပါတော့ကျွန်တော်တို့မစုံမနေကျွန်တော်ဆက်လက်မောင်းမြင်ချင်ကျွန်တော်ထိုက်ရုံးမှာတော့မှာဖြစ်ပါတယ်ကဲကျွန်တော်ပြောချင်တာအားလုံးကိုကျေးဇူးတင်ပါ